တရားခေါ်ခွင့်ရသူ။ gain ဆိုစမ်းနောက်ကအနန္တ၅ပါးကိုရှစ်ခိုးပါဤဖုရား။နှစ်ကြိမ်ဆိုပါဦး။ဒီလိုရှစ်ခိုးရမှာတညတိုင်းလားညတိုင်းလား။ညတိုင်းရှစ်ခိုးရ။တရားနာပရိသတ်ကိုလည်းတရားနာတော့တယ်မဟုတ်ဘဲနဲ့ ညစဉ်ညတိုင်းအဲ့ရလေခင်သူလေးတုတ်လက်အုပ်ကလေးချီပြီးညတိုင်းရှိခိုးကြဒါကိုပဲဘုန်းကြီးတို့မမပြေလှဲပြီးတော့ဘုန်းကြီးတို့ဟောနိုင်တဲ့အချိန်မှညစဉ်တိုက်တွန်းနေရပါဘုန်းကြီးဟူတရမမနာပဲနဲ့ညတိုင်းတိုက်တွန်းနေရတက်တာခွင်လေးတွေရကြအောင်လို့အနန္တငါးပါးညတိုင်းရှိခိုးတယ်ဆိုရင်ဖြင့်ယောက်ျားမိန်းမကလေးလူကြီးတက်တာခွင်လေးတွေငါးပြားတစ်စိတ်မကုံတော်လဲပဲ မိမိတို့နောက်ဒီစေရနာလေးတွေအရေးသဖွယ်လိုက်ကြပါစီတော့ဒါတိုက်တွန်းရပရိသတ်ကြီးမနေ့ကတုန်းကမဟာဒုအိမ်ဘယ်သူရောက်နေပါလဲအဲသကြားရောက်သကြားကဘယ်လိုပုံစံနဲ့မဟာဒုချင်းရဲ့သားအိမ်ရောက်နေတာပါလဲထမင်းတယ်မဟုတ်ဘူးကွထမင်းချက်ထမင်းချက်အေးအေးရောက်မှကြီးထမ်းလို့ ထမင်းကြံများအလိုရှိရနိုင်ပါ रे ခမလို့ဆိုတော့မဟာဒုတ်ကြီးတန်ငါတပါးနဲ့ပင့်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဟောတောင်မြင်တဲ့ထဲကတန်ငါတထောင်ခမဟောကျွန်တော်တို့မြောက်ပြင်တဲ့ထဲကတန်ငါ900ခမအဲ့ဒီတော့ချက်ပါလားလို့ဆိုတော့မဟာဒုတ်ကြီးဒီလိုပြောလိုက်တဲ့ဆိုရင်ပဲမြတ်သဘေရမယ်မဟာဒုတ်ရဲ့ သွန်းကိုချက်ချင်တဲ့တရားမင်းကသမင်းကြရအောင်ဖန်ဆင်းလာရာကနေပြီးတော့မဟုတ်ပါဘူးခမအခကြီးငွေနဲ့ကျွန်တော်ချက်တာမဟုတ်ပါဘူးကုသိုလ်ဖြစ်ခမတထေးသွန်းမဆင်းရဲသားရဲ့သွန်းမဒီလိုမဟုတ်ပါဘူးခမဒါနဲ့မဟာရုပ်ကြီးကအကိုင်းတာဖြင့်လာပြို့ဆိုတော့မဟာရုပ်အိမ်ကြားရောက်တဲ့နေရာဘုန်းကြီးရတ်ထားခဲ့။ကိုင်းဒီတော့ကောင်းပြီ။ ။တရားမင်းရောက်တော့ချက်ချပြုတ်ကြတိုင်ပင်ညပေါ့။မဟာတုံးနဲ့ဒလိဒါတို့တညာလုံးအိတ်မပြောဘူး။မယေတန်သာရောတပံငချင်းသားနဲ့လှူရတော့ကွယ်နှမရဲ့ပျော်လွန်းတမှန့်ကြည့်လို့ရပါ။အခုကြည့်အိတ်မပြောကြဘူး။အဲဒါလို့အိတ်မပြောပဲနဲ့ချက်ချပြုတ်ကြနဲ့မိုးလင်းကနေရောက်လာတော့ကိုမဟာတို့